ဂျပန်နိုင်ငံအပါအဝင်နိုင်ငံ၃နိုင်ငံကကြားပြတ်ဝန်ထမ်း189ယောက်ကို BGF တပ်ကမြောက်ရီမြို့ကနေထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ခြံကိုမလ၁၈ရက်နေ့ကလွှဲပြောင်းပေးလိုက်ပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါပြန်ပို့တဲ့ကြားပြန်ဝန်ထမ်းတွေထဲမှာမပြန်လို့သူတွေလည်းရှိပေမဲ့ BGF ကကြားပြန်နှိမ်နေနေတာမို့ 189ဦးစလုံးကိုပြန်ပို့ခဲ့တာလို့ဆိုပါတယ်စုစုပေါင်း189ဦးထဲမှာအင်ဒိုနီးရှားနိုင်ငံသား169ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား19ဦးနဲ့ဂျပန်ပြည်သားတဦးတို့ပါဝင်ပါတယ်ဒါကြောင့်မြောက်ရီမှာကြားဖြတ်ဝန်ထမ်း3000ကျော်လောက်ပဲကျန်တော့မှလို့ဆိုပါတယ်အာစစ်စစ်ပေါင်း3000ကျော်တော့ဘတ်တာကျွန်တော်တို့ ီးသွားတာမဟုတ်ဘူးတစ်ဖြက်ဟို3000ကျော်လောက်တော့ကျောင်းမယ်အဲဒါဒုတိယဖြက်မှာတော့ကျွန်တော်တို့ကဒီလက်ရှိပထမမှာဒီ9000ကျော်မှာကျွန်တော်တို့ပေါ်သွားတဲ့အခက်အခဲကိုအဲကျွန်တော်တို့ဒင်ကားသာယူပြီးတော့ကျွန်တော်တို့ကတော့ရက်ရက်လိုက်ဆက်သွားနေမယ်ဆက်သွားနေမယ်ပြည်တော့ပြနာမည်ဖြည်း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 မှန်မှန်တော့ကျွန်တော်တို့ဆက်ပြီးတော့ပို့ဆောင်ပါမယ်ပြန်ကျန်လူတွေကိုပုံမှန်တိုင်းပဲပြန်ပို့ခဲ့ပြီမယ်ဂျပန်တူးကိုတော့ဂျပန်အာနာပိုင်တွေကစနစ်တကျလာရောက်လွှဲပြောင်းလက်ခံသွားတာပါ အဲ့ဒါတော့သူဘလို့ကောင်းတယ်သူမွေးရမြင်သူပြန်ပို့တယ်ဆိုတာသူမွေးရပြန်လာတော့ကောင်းတော့ဘူးအဲ့ဘောဒါကတော့တဝက်ကတော့သူကကောင်းတယ်လို့ပြောလို့ရမှာပေါ့ဘူကောင်းကုန်မှုပါညာဒါစီပါညာဒါအပိုင်းလေးပေါ့နောက်တစ်ပိုင်းကျတော့ဒီအပိုင်းစီကိုစစ်စစ်ရုံများတော့ခါကျတော့ ွားရလာရေရောင်းရင်းဝယ်ရကြတော့ဒါပြည်သူတွေအနေနဲ့တော့နည်းနည်းကြက်တဲမှုရှိကြတော့တရုတ်မော်ဒယ်မင်းသားတဦးမြောက်ရီကြားဖြန့်လုပ်ငန်းကနေပြန်လွတ်ပြီးမြောက်ရီကို ထိုင်းကပေးနေတဲ့တရက်ရှင်းနဲ့လောင်စာစီတွေဖေဖော်ဝါရီ9ရက်ကဖျက်ပစ်ခဲ့ပါတယ် BGF နေကြောင် တက်ကလည်းဖေဖော်ဝါရီ7ရက်မှာကြားပြန့်နှိမ်နှင်းကော်မတီဖွဲ့ပြီး အခုလိုရှာဖွေ ပြန်ပို့နေတာပါ နောက်ဆုံးအခြေအနေမှာတော့မြောက်ရီမှာနိုင်ငံပေါင်း20ကျော်ကကြားပြတ်ဝန်ထမ်း3000ကျော်လောက်ပြိမိနေပါသေးတယ်ခင်ဗျာ ကျွန်တော်မောင်တူးပါ